ပေါ့နော်ဒီတရုတ်ပြည်ရွေးရှင်ပွဲတော်ကနေပြီးတော့စပြီးရွေးချယ်ခံတွေကနေပြီးတော့အားလုံးကပျော်ပေးကြရတယ်။ဝမ်းသာပေးကြရတယ်ပေါ့နော်။အဲ့လိုတိုင်းပဲဟိုစုတစုစုလည်းပါစီခြင်းလည်းပေါ့နော်။ကျွန်တော်တို့လည်းအားကြီးခုံရပါတယ်။အခုချိန်မှာဒါအားလုံးအတွက်ကိုစားအားလုံးကိုစားအာကျွန်တော်တို့စုအခုတည်လာနိုင်ပြီပေါ့နော်။တကယ်အားကြီးကျေးဇူးပြုပြောရပါတယ်ဗျ။ First time ဆိုတော့အာကြည်နူးမိတာပေါ့နော်။ဘာလို့ဆိုတော့မြန်မာနိုင်ငံမှာပဲကိုယ့်ရဲ့ရုပ်ရှင်ကတော့အာကိုယ့်နိုင်ငံမှာပဲကြားတဲ့ကာမရာအောင်ဒါအကြည့်ကြီးစရာဖြစ်ခဲ့တာကိုကောတော့နေရလေ။ ခုလည်းဒါတခြားနိုင်ငံမှာဆိုတော့တိုင်းမသိဘူးဟုတ်ကဲ့ဟိုတွေးတာမတွေးထားဘူးတဲ့အရာပေါ့နော်အဲကျွန်တော်တို့ကားဟိုတယ်ကနေပြီးတော့ကားနဲ့လာခေါ်တယ်ကျွန်တော်မတော်မနေရအောင်လာခေါ်ပြီးတော့အဲ့ကော်စုံကြီးရှေ့ရောက်တဲ့အချိန်မှာကားကိုရက်ပေးတယ်တကားမဖွင့်မေးသေးဘူးပြီးတော့မှတယောက်ပြီးတယောက်ဝင်ပြီးတော့မှကျွန်တော်အလှည့်လေရောက်တဲ့အချိန်မှာတကားဖွင့်တဲ့အချိန်မှာ အာမထင်တာတော့အဲ့ဒီပြည်သက်တွေကတော့ဝိုင်းអော်ကြတာပေါ့เนาะအဓိကသူတို့ဒီကားကိုစိတ်ဝင်စားကြပြည်သက်တွေဒီကားကြည့်ပြီးသားပြည်သက်တွေအမအောင်ရမ်းချစ်ကြတဲ့ပြည်သက်တွေပေါ့เนาะအဲ့တော့အဲ့ဒီဟိုကော်စော်နီပေါ်မှာရိုးရှောက်တာမဟုတ်ဘဲနဲ့အားလုံးကអော်ဟစ်ပြီးတော့အရန်အားပေးပြီးတော့ရှောက်ရချိန်မှာတကယ်ကိုအဲ့လိုဂျုံလည်းမဂျုံနိုင်ဘူးအဲ့လိုမျိုးအရန်လည်းငိုရှင်နေအရန်အရန်လည်းတကယ်အမတ်တရားဖြစ်ရဘဝမှာအဲ့မေးလို့မရနိုင်တော့ပဲအမတ်တရားရတခုဖြစ်ခဲ့ပါတယ်ဟုတ်ဒီစုကတော့ဒါဟိုပေါ့နော်ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီ ဟို outstanding flame ပေါ့နော်ဒါထူးခြားတဲ့ဇာတ်ကားအနေနဲ့တို့ဒါချင်းမြင်တဲ့စုပေါ့နော်ဟိုဒီစုတွေထက်ဆားလို့ရှိရင်တကယ်အဲ့ဒီမှာပြပြီးအချိန်မှာကြည့်ရှုပြီးရသူတွေရဲ့ဟိုအားပေးရဲ့ဇာတ်ကားတန်ကြီးပြီးတော့အတိမတ်ပြုတဲ့ဟာတွေပြီးတော့ဒီဟိုအရန်ချီချူးပေးကြတဲ့ဟာတွေပြီးတော့ဆက်ပြီးတော့ဟိုတခြားနိုင်ငံကပညာရှင်တွေထုတ်လုပ်သူတွေ writer တွေကိုယ်တိုင်ကိုကဟိုဆက်ပြီးတော့အတူတွဲပြီးအလုပ်လုပ်ချင်နေဆိုတဲ့ကိစ္စမျိုးတွေပြောလာတဲ့ဟာမျိုးတွေပြီးတော့တခြားမင်းညာတော့တရုတ်မင်းမင်းလေးရနော် ဟိုအဲ့ဟိုအမကလည်းအရန်ချစ်ပြီးတော့လေဟိုအတူတွဲပြီးတော့ဟိုတရုတ်ဆောင်ကျင်နဲ့အရန်ဟိုကျွန်တော်ဟိုအရန်ချစ်ပြီးတဲ့အတွက်ဒီຢာတွေကိုကျွန်တော်တို့အနေနဲ့ပို့ပြီးပျော်ရှင်ရတာပေါ့နော်ဒီစုကတော့အားလုံးရားရှင်တဲ့ကိုစားကျွန်တော်တို့ဒါယူပေးခဲ့တဲ့သဘောပါပဲဟုတ်ဒီဒီထိုးကြတဲ့စကားစုကတော့ဒါကျွန်တော်တို့ဟိုတကားရတော့မဟုတ်ဘူးပေါ့နော်ကျန်တဲ့ကားလည်းရပါတယ်ဒါပေမဲ့မင်းညားဒါအကယ်ဒမီပါတီမှာပေါ့နော်ဒါဟိုဟိုတကယ်အဲ့ပွဲကိုစီစဉ်တဲ့သူတွေနဲ့ကျွန်တော်ဟို ဒီနေ့တွေ့ဆုံတဲ့အချိန်မှာသူတို့ဟိုအကဲဖြတ်တဲ့ကိစ္စလေးရှိရေပေါ့နော်သူတို့ဟိုမြန်မာစကားကိုဒီလိုကျွန်တော်အသက်20ကျော်အရွယ်လေးကရိုက်ထားတာယုံနာမယုံနိုင်ဘူးပေါ့ပြီးတော့အမကလည်းသူတို့ my item skate တယ်သူတို့အရန်ချီကျူးတယ်ပြီးတော့အော်ကျွန်တော်နောက်ပိုင်းနေမှာလဲ surprise တင်လေးပြပြစရာလေးရှိပါတယ်အခုကစောသေးလို့ပေါ့နော်အဲ့တော့မင်းညာဆိုလဲဒီလိုအကဲဖြတ် တိုင်းဒီကိုတိုင်ကဒီလူကြီးကိုတိုင်ကချီချူးရဲ့စကားအတန်နေတဲ့အများကြီးကြားရတယ်ပေါ့နော်အပြောရပါတယ်ဗျအများကြီးပြောရပါတယ်ဘာလို့လဲဆိုတော့ကိုကဒါတခြားနိုင်ငံကသူမများပါဝယ်ခံလို့တယ်ပေါ့နော်အများကြီးပဲဟုတ်တယ်တော်တော်လေးဝယ်ခံလို့ကြတယ်အာသူတို့အများကြီးကောင်းကြီးပေးကြရပေါ့အဲ့အပေါ်မှာတကယ်လည်းပီတိဖြစ်ရပါတော့လာတယ်လေအဲဟုတ်တယ်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  ဟုတ်အဓိကဟုတ်တယ်ကျွန်တော် fisher ပွဲမှာအထူးခြားဆုံးလို့ဖြစ်နေတာလေအာကျွန်တော်ဆိုလဲဒါဟို writer ထဲမှာအငယ်ဆုံးလေးဖြစ်နေတော့အကုန်လုံးကလေအဲ့လိုမယုံဘူးပေါ့နော်သူရှိုက်ထားတဲ့သူဆိုတာမယုံကြဘူးအဲ့လိုချစ်ကြတယ်အမဆိုလဲဒါသူပြင်ဆင်သွားတဲ့အပိုင်းလေးရှိရယ်အဲ့တော့ဟိုတခြားလေးသူပွဲထွက်လာတဲ့ပုံမှန်မူတည်ပြီးအကုန်လုံးကလေအော်အရန်ချစ်ကြအမဟိုတခြားနိုင်ငံအနုပညာရှင်တွေက live ပြီးတော့ပုံလေးဗီဒီယို live ကြရပါတော့တကယ်အဲ့လို ဘေးကနေကြည့်ယူကျွန်တော်တို့ကျင်းနေပြီးပျော်နေရပါတော့ကိုမင်းသမီးအတွက်ကိုနိုင်ငံမင်းသမီးအတွက်လေအဓိကတော့လေကျွန်တော်တို့မှာမှနှစ်ယောက်အတွက်ကဒီမျိုးဒီဟိုပေါ့နော်ဒီနောက်ပိုင်းမှာလည်းအတူဖန်တီးရဲ့ကားတွေအများကြီးအဲရှိရဲဆိုရင်ပဲလေဒီတပိန်နဲ့မြန်နေစီကပထမဆုံးစကားဖြစ်ခဲ့တယ်ပေါ့နော်အဲမြန်နေစီနဲ့ပတ်သက်တဲ့အမှတ်တရတွေကလည်းအားလုံးသိပြီးသားမလို့ထပ်ပြီးပြောစရာလည်းမလိုတော့ဘူးပေါ့ဒါပေမဲ့ဟိုကျွန်တော်မထင်ထားပဲနဲ့ဒီနိုင်ငံတကာအထူးပါရောက်ခဲ့ဆိုတဲ့ဟာမျိုးကြပို့ပြီးတော့လေအမှတ်တရဖြစ်တယ်ပေါ့ဒီတစ်ခုနဲ့တော်တော်လေးပြည့်စုံနေပါပြီပြီးတော့ကျွန်တော်မှမှနှစ်ယောက်တစ်ခါမှခီးမသွားဘူးတစ်ခါမှခီးတူမသွားဘူးနော် ဲ့တော့သွားတဲ့အချိန်မှာမမကဒါဟိုတတော့ပင်ပန်းထားတဲ့ဟာကိုမူတည်ပြီးတော့ဟိုပေါ်ပြန်ပြီးတော့ဟိုကောင်းစီပေးလိုက်တယ်လို့ပဲပေါ့နော်အဲ့လိုနှစ်ယောက်ခီးထွက်တာကိုအရန်ပျော်ခဲ့တယ်ဒီတစ်ခုနဲ့ပြည့်စုံနေပြီပေါ့နော်ဒီစုဆိုတာကြတော့ဒါ surprise လည်းဖြစ်ရတယ်ပြီးတော့ဟိုအားလုံးကဒီလိုမျိုးစုတစ်ခုရရှိခြင်းနဲ့ပေါ့နော်အငြင်းတမ်းညာနေစီကလည်းပတ်သက်ပြီးပြောကြရဆိုတော့ဒီလိုမျိုးလေးစုတစ်ခုအမှတ်တရလေးယူပေးနိုင်ရတာနဲ့ပျော်ရတယ်ပြီးတော့အဓိကဒီနေ့ရုပ်ရှင်ပေါ်တော့မှာက ဟိုအငယ်ဆုံး writer လေးဖြစ်နေတော့ဟိုလူငယ် writer လေးကဒီမျိုးစူးစမ်းရတာဆိုတော့ကျွန်တော်ဟို main ကုန်းပြောသေးရလေ main ကုန်းပြောတဲ့အချိန်မှာလည်းကျွန်တော်ပြောသွားတဲ့လူငယ်သူအတွက်ကိုစားပြောတဲ့ဟာတွေပေါ်မှာသူအရန်တော့ကြပြီးတော့အရန်ချီချူးကြရယ်ပေါ့နော်အဲ့တော့ဟိုစူးစမ်းနေတဲ့လူငယ်တွေရှိပါလားစူးစမ်းနေတဲ့လူငယ်တွေကိုနေရာပေးသင့်ပါလားအာလူငယ်တွေကိုဟိုပြစ်မထားပဲနေပေါ့နော်အဲ့လိုအတိမဲ့ပြုသင့်ပါလားဆိုတဲ့ဟာတွေကိုဟိုအားလုံးကဟိုမြင်သွားကြရတယ်ပြီးတော့သူတို့ကိုယ်တိုင်လည်းအဲ့လိုမျိုးဟိုချီချူးပေးကြရတော့တကယ်အများကြီးပြောရပါတယ်ဟုတ်သူတို့တွေဘယ်လိုပြောမလဲ အာဒါချီချူပေးတယ်ဗောနော်ဒါအတိမတ်ပြပေးတာဟိုအရန်ဘဝန်တာမိပါတယ်လို့ဟုတ်မနေ့ညဟိုတယုတ်ပြည်ကမင်းသမီးဆိုရင်လေသူကဟိုအပြင်နဲ့အထင်းနဲ့လုံးဝမတူဘူးတဲ့ဟုတ်တယ်မလားဟိုထရေလာတူထရေလာကြည့်ရချိန်မှာစကားကြည့်ရချိန်မှာတဲ့အရန်ကြောက်ဖို့ကောင်းတယ်ဟိုဟာပြောဆောင်တာအရန်ကြောက်ဖို့ကောင်းတယ်ကြောက်စရာကြီးအပြင်မှာတွေ့တော့မနှုတ်ဆက်ရဲဘူးဒါပေမဲ့အပြင်မှာအရန်ချစ်ဖို့ကောင်းပြီးအရန်ချောတယ်ဗောနော်အဲ့ဒါမင်းကသူတို့မင်းမင်းကြီးကနန်းနေရနန်းနန်းနေရဖတ်နေကြတယ်ရှိပုံနေဗီဒီယိုရှိ သူတို့အာသူအရန်ချစ်ခံရတယ်ဗောနော်ကိုမင်းသမီးကတကယ်ဟိုအားလုံးကြားရမှာတကယ်ချစ်ခံလေးဖြစ်နေရပါဘူးကိုကိုဆိုမှသူတို့ခေါ်တယ်နာမည်ခေါ်လို့ရှိရင်ကိုကိုဆိုမှခေါ်တယ်နာမည်မေးလို့ရှိရင်အာကျွန်တော်နာမည်ကလွယ်တယ်ထင်တာပဲမေမီကိုကိုဆိုရလေသူတို့မေမီကိုရှေ့မှာဖျောက်လိုက်တယ်ဖျောက်ပြီးကိုကိုပဲခေါ်တယ်ကို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 အဲ့လိုမျိုးပဲခေါ်ကြပါတယ်ဟုတ်ရွှေအစ်စ်လားအတူလားအစစ်မဟုတ်တော့ပါဘူးအစစ်မဟုတ်တော့ပါဘူးအစစ်ဆိုရင်ချမ်းသာပါအစစ်ဆိုရင်လည်းဖွက်ထားမှာပေါ့မီဒီယာတွေပိုကြောက်တယ် ဒါလေးကဟို Golden Elephant ပေါ့နော်ဒါရွှေစင်ပေါ့အဲသူတို့ရဲ့အထိမ်းမတ် logo လောက်ထားပါဗောနော်ဟုတ်အာကျွန်တော်တို့ဒီပွဲကိုစပြီးသွားကြတဲ့ပြည်သက်တွေကအာအာဆူတောင်းပေးကြရဲစောင့်ကြည့်ပေးကြရဲချစ်ပေးကြရဲဗောနော်ဒီချစ်ချင်းမေတ္တာတွေကိုကျွန်တော်တို့အမြဲဟိုသိရှိပါတယ်ပြီးတော့အမြဲတမ်းလဲနှူးထွေးပါတယ်တကယ်အားလည်းရှိရဲဗောနော်ပြီးတော့ဟိုကျွန်တော်မောင်နှမနှစ်ယောက်တည်းရောင်းလေလေနေဗောနော်ဟိုအတူစူးစမ်းပြီးတော့အာဒါဟို အားလုံးမျက်နှာမငင်အောင်စ조사ဖိတ်ခဲ့ပါတယ်အားလုံးဂရီပေးတာအတိုင်းပဲပေါ့နော်အဲ့တော့အားလုံးရဲ့ချစ်ချင်းမေတ္တာရေးအဲဒီရောင်ပြန်ဟက်လို့ပဲကျွန်တော်တို့လည်းဒီအားလုံးလူချင်းတဲ့စုတွေနဲ့ပြန်လာနိုင်ခဲ့လို့ထင်ပါတယ်ခင်ဗျအဲ့တော့အားလုံးကိုစားလည်းပျော်ပါတယ်ကျေးဇူးနဲ့အများကြီးတင်ပါတယ်ဟုတ်ရစီ channel အတိုင်းပေါ့နော်ဒါအားလုံးနဲ့ချစ်ချင်းမယ်လို့ထင်ပါတယ်တစ်ခွင်လုံးကိုစားလည်းဝမ်းသာပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါ